င်္ဂလာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရ2025ဇွန်လ28ရက်စနေနေ့အတွက်ဆောင်းရံရှောင်းရံဆောင်းရံရမယ့်နောက်ခတ်အချိန်ခါတွေကို အစီအစဉ်တင်ဆက်သူကျမရွှေရွှန်းအောင်နဲ့မနှင်းပတ်အင်တို့မှအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025ဂျွန်လ28ရက်နေ့စနေနေ့အတွက်စနေသားသမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနက္ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းများဆောင်ရွက်ရန်နက္ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နက်နက်6:33မိနစ်မှနက်နက်6:53မိနစ်တွင်မှဆိုရင်တော့ဖုံးကန့်ကြီးမြင့်တဲ့လုပ်ငန်းများလုပ်ကင်နိုင်တဲ့ဒွန်းနက္ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါတယ်ရှင်။ နနက်9:29မိနစ်မှနနက်9:48မိနစ်အတွင်းမှဆိုရင်တော့စံထအောင်မြင်ပြီးမြစ်တာရေးကိစ္စတွေကောင်းမွန်နိုင်တဲ့စုံနှက်ခက်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ည7:19မိနစ်မှာည7:39မိနစ်အတွင်းမှာဆိုရင်တော့ဘယ်လုပ်ငန်းမျိုးမဆိုးလောက်ကင်ရတွင်အောင်မြင်မှုရရှိပြီးကန်စာတာအထွတ်ထက်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလိမ့်ရှင်။ ည7:29မိနစ်မှည7:49မိနစ်အတွင်းမှဆိုရင်တော့ရာဒူဩဇာအနာကံ၄ကြီးမြင့်နိုင်တဲ့ထီးဖြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်2:34မိနစ်မှနနက်2:54မိနစ်တွင်မှဆိုရင်တော့အင်ချန်မြေရင်ဒီအယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ဖြူနက်ကဲကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ည9:25မိနစ်မှည9:45မိနစ်အတွင်းမှာဆိုရင်တော့ငွေကြေးရှင်ငွေယတနာတွေထီကန်ဆက်မှုကံနေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့ယတနာနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလိမ့်ရှင်။နနက်9:46မိနစ်မှနနက်10:06မိနစ်အတွင်းမှဆိုရင်တော့သာသမိယတနာများထုံးကားရရှိနိုင်တဲ့တန်တီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလိမ့်ရှင်။ ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်စနေသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့ဆိုးရဲနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နေ့လယ်12:43မိနစ်မှာနေ့လယ်10:00မိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်3:34မိနစ်မှနေ့လယ်3:54မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်အမှုကင်းပြဿနာတွေစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့တောကနက်ခတ်ကင်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။နေ့လယ်7:28မိနစ်မှနေ့လယ်7:48မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်စုံရုံပြည့်စုံမှုတွေဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကင်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ ည8:54မိနစ်မှာည9:14မိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကားပဲဖြစ်ပါရဲ့ရှင်။နနက်9:55မိနစ်မှာနနက်10:55မိနစ်အချိန်တွင်းမှာဆိုရင်ဖြင့်အလုံစီပွားထိခိုက်ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့ဘင်္ဂနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကားပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နှက်ခတ်ချင်းကားရီယာဆိုရင်ဖြင့်စနေနေ့သားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နှက်ခတ်ချင်းကားရီပဲဖြစ်ပါလေရှင်။ဒီနှက်ခတ်ချင်းကားရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမှအသေးစိတ်ကိုယ်တိုင်တက်ချက်ပေးရတာဖြစ်ပါလေရှင်။သမီးတို့ရဲ့ယနေ့နှက်ခတ်စီစဉ်ကိုကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပြပပြည်သူများအားလုံး